လေးလာကြည့်အောင်ဆိုတော့ဥလန်တို့ဒီမှာဒါခွန်ဖြစ်ချင်းနဲ့ခွန်ကစားလာလေးကိုအရင်ပြမှာပေါ့နော်နော်အဲ့ဒီခွန်ဖြစ်ချင်းနဲ့ခွန်နောက်ဘိတ်ကစားလာလေးကိုဒါအရင်ပြမှာဆိုတော့ဥလန်တို့ဒီမှာဒီနှလုံးပေါင်းခွန်ခွာပေါင်းခွန်ပရိတ်ခွန်ဒီသုံးလုံးခွန်ဒီနှလုံးခွန်ကွာပေါင်းခွန်ပရိတ်ခွန်ဒီတုံးလုံးပေါင်းခြင်းခွန်ဒီနှလုံးခွန်လို့ဖြစ်လို့အဲ့ဒီခွန်ဒီနေရာမှာနောက်ပိတ် ဒါပရမတ်တကက်ပေါ့နော်အဲ့တော့အဲ့ဒီကနေပြီးတော့ရည်လိုက်1 2 3 4 5 6 9နှစ်ချလိုက်ကွာပေါင်းခွန်ဗရိတ်ခွန်ဒီ၃လုံးပေါင်းခွန်ဒီ၄လုံးပေါင်းခွန်ကြောင့်ဒီမှာခွန်ပိတ်1 2 3 4 5 6 9နှစ်ချလိုက်ဂွာပေါင်းချင်းခွန်ဗရိတ်ခွန်ဒီ၃လုံးပေါင်းခွန်ဒီ၄လုံးပေါင်းခွန်ကြောင့်ဒီနေရာလေးမှာဒါဥနိုင်ကခွန်ပိတ်ဆိုပြီးတော့ကစားခြင်းတော့เนาะစီကြောတိုင်ပင်ရဲ့အသွားလာလေးတွေအင်မတန်မဟုတ်ကောင်းမွန်ပါတယ် အဲ့တော့ဒီပထမအကက်မှာဘွာပေါင်းခွန်ပဋိခွန်သုံးလုံးပေါင်းခွန်နှလုံးပေါင်းခွန်ကြောင့်ခွန်လို့ပိတ်တဲ့အခါမှာနော်ဒီနေရာလေးမှာဒီသုံးလုံးပေါင်းချင်းဒီလေးလို့ထောင်းထောက်ပြန်တယ်အဲ့ဒီလေးဒီခါလို့ထည့်ဒုတိယအကက်မှာလည်းအဲ့လိုပဲကွာပေါင်းခွန်ဗရိတ်ခွန်ဒီသုံးလုံးခွန်ဒီနှလုံးခွန်ကြောင့်ခွန်ပိတ်လို့ဖြစ်တဲ့အခါမှာဒီနေရာလေးမှာလည်းဒီသုံးလုံးပေါင်းခြင်း၄အဲ့ဒီ၄ဒီ၄လို့သူကပိတ်ခါတိုင်းဖြစ်လိုက်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဥနဲ့တို့ဒီတတိယအကက်မှာလည်းကွာပေါင်းခွန်ဗရိတ်ခွန်ဒီသုံးလုံးခွန်ဒီနှလုံးခွန်ကြောင့်ခွန်လို့ပိတ်တော့မယ့်အချိန်မှာ ဒီသုံးလုံးပေါင်းချင်းလေးကိုလေးခါလို့သူကလှမ်းပြီးထည့်လိုက်တာအဲ့ဒါတိုင်မင်ကိုတည်လိုက်တာတည်လိုက်တော့ဒီပထမအကတ်မှာပထမအကတ်မှာဒီဖြစ်စဉ်ကလေးတွေအားလုံးကိုတည်လိုက်တယ်တည်ပြီးတာနဲ့ခွန်တော့ပေးလို့ရတဲ့အချိန်မှာနော်ဒီသုံးလုံးပေါင်းချင်း400လေးခါလို့ထည့်လိုက်တဲ့အချိန်ဒီလေးနဲ့ဒီ6နဲ့ပေါင်းချင်းဒီတုံညအဲ့ဒီတုံညကြောင့်ဒီသုံးလုံးပေါင်းတုံညလို့သူထည့်တယ်ထည့်ပြီးကြတယ်အဲ့ဒီတုံညကြီးဒီသုံးလုံးပေါင်းချင်းတုံညလို့ကစားလိုက်တဲ့အခါမှာကိုယ်ထိတ်စီလို့ရတယ်နော် ကိုရစီလိုရပြန်တယ်ဒီသုံးလုံးကလည်းတုံရရလို့ဖြစ်မှာတော့ဒါရှစ်ခါကဏ္ဍကိုရှစ်ခွန်းဆိုတဲ့ကဏ္ဍတပွက်သေးပဲရတာပေါ့နော်ခွန်ပြရှင်းနေတည်လိုက်တဲ့အတွက်ခွန်လို့နောက်ပိတ်တယ်ပိတ်ပြီးရတယ်ဒီသုံးလုံးပေါင်းတုံရကို6နဲ့4နဲ့တုံရလို့ဖြစ်လိုက်တဲ့အတွက်ဒီသုံးလုံးတုံရဒီသုံးလုံးတုံရလို့ဖြစ်တဲ့အတွက်ကိုရှစ်ခွန်းလို့တပွက်သေးရဟုတ်ပြီဒါဆိုရင်ဒုတိယအကတ်မှာလည်းအဲ့ဒီလိုပဲခွန်ပြချင်းလေးတွေတိုင်မင်ကိုတည်တဲ့အတွက်ကိုခွန်းလို့ပိတ်လိုက်တယ်ပိတ်ပြီးတာနဲ့ဒီနှလုံးပေါင်း9 ီ၃လုံးပေါင်း၉ကြောင့်ဒီ၃လုံး၉ကိုဒီ၃လုံး၉လို့ထည့်လိုက်တဲ့အတွက်၃နှစ်ခုံးဆိုတဲ့ကဏ္ဍတကွက်သေးပဲရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကံပါနော်တတိယအကံပါဝါပေါင်းခွန်ပရိတ်ခွန်ဒီ၃လုံးခွန်ဒီ၄လုံးခွန်ကြောင့်ခွန်လို့ပိတ်လိုက်ပြီခွန်လို့ပိတ်ပြီးတာနဲ့ဒီ၃လုံးပေါင်းချင်း404ခါလို့ထည့်လိုက်တဲ့အတွက်၄နဲ့၄နဲ့ပေါင်းချင်း၈အဲ့၈ကဒီ၃လုံး၈အဲ့လို၈ကြောင့်ဒီ၃လုံးပေါင်းရင်၈လို့ဖြစ်မယ်လို့၆ထိပ်ဒီ၃လုံးပေါင်းရင်၈လို့ဖြစ်မယ်ဆိုရင်၈ခအဲ့တော့၆၈ခုံးဆိုတဲ့ကဏ္ဍ ဘဲတစ်ခွက်ပဲရတယ်ပေါ့နော်အဲ့တော့ဒီပြန်ကြာကဏန်းနဲ့ပတ်သက်ပြီးတော့ဒီဘွဲမှာဒီ68ခုဆိုတဲ့ကဏန်းလေးတစ်ခွက်ကိုပဲဦးနိုင်ကကစားတယ်ပေါ့နော်ဒီ68ခုနဲ့ပတ်သက်ပြီးတော့ပြန်ကြာကြာရမယ်မူတွေစနစ်တွေဒီ၄မျိုးလောက်ရှိတယ်သို့တော့အချိန်ကုန်ငဲကွက်ပြီးတော့ဒီပြန်ကြာ site တွေကိုတော့ဦးနိုင်မပြတော့ဘူးနော်အဲ့တော့68ခုနဲ့ပတ်သက်ပြီးတော့ဒါကြိုက်တဲ့မိတ်ဆွေတွေကဒါဦးနိုင်ကတော့နေရာအထိုင်လေးကိုဒီတိုင်းလေးပဲရွေးပေးလိုက်တယ်68ခုလို့ပဲ ဒဲပေါ့နော်ရွေးပြလိုက်တယ်ကြိုက်တဲ့မိတ်ဆွေကအာပြီးတော့ထိုးလိုက်မကြိုက်တဲ့မိတ်ဆွေကကိုကြိုက်တဲ့နေရာအထိုင်ကိုအဆင်ပြေသလိုရွေးထိုးလိုက်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဟိုတယ်နီးကပြသွားတဲ့ဒီ438ဆိုတဲ့အကွက်ရှိစနစ်ထဲမှာနော်ဒီစနစ်ထဲမှာလည်း438ဒီကစားလို့ရတယ်ပေါ့နော်အဲ့တော့အခုပြခဲ့တာဒီဖြစ်စဉ်ကလေးကိုတည်ပြီးတာနဲ့ခွန်ပိတ်ဒီပုံဒီဒီ၃လုံး၃ညဒီ၄လုံး၃ညဒီလို၃ညဒီလို၃ညလို့ဖြစ်တော့ ကူရှိခုံးလို့တဲ့ရတယ်ဒါကစီစောတိုင်ပင်နဲ့ကစားတဲ့စနစ်အဲ့ဒီမှာအဲ့ဒီလိုမကစားဘဲနဲ့အကွက်ရှိနဲ့ဒီဆက်ထက်ကနေကစားမယ်ဆိုရင်ဒီနေရာမှာ6ပြည့်ဖြစ်စဉ်တွေကိုအားလုံးတည်လိုက်တယ်ဒီနေရာမှာ6ပြည့်ဒုတိယကတ်မှာလည်းဖြစ်စဉ်တွေကိုအားလုံးတည်လိုက်တယ်ဒီနေရာမှာ9ပြည့်တတိယကတ်မှာလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဒီနေရာမှာ10ပြည့်ဒါ6.8ဆိုပြီးတော့စီနီယာကစားကွက်ကိုတည်ထားခဲ့တည်ထားခဲ့တော့ကောင်းပြီဒါဆိုရင်ဒီ6ပြည့်ရဲ့ဇောင်းမှာရှိတဲ့6ပြည့်ရဲ့ဇောင်းမှာရှိတဲ့ တုံးချောက်ခွန်ဆိုတဲ့ကညာဒီသူ့ရဲ့နောက်တဲ့နှစ်မှာအကွက်ရွှေ့ဖြစ်နေကစားတယ်တုံးချောက်ခွန်ဒီအကွက်ရွှေ့ဖြစ်နေကစားတယ်ဘယ်အချိန်မှာကစားမှလဲဆိုတော့သူ့ရဲ့ဇောင်းမှာဒီတုံးလုံး၄၄ခါလို့ထည့်ခဲ့တဲ့အတွက်ဒီတုံးချောက်ခွန်ဆိုတဲ့ကညာဒီမှာကစားတော့မယ်ဆိုရင်သူ့ရဲ့တပွဲကြောင်မှာ၄ပြိတ်လို့ပုံသေးခံတယ်ခံပြီးတော့မှတုံးချောက်ခွန်အကွက်ရွှေ့ကစားတယ်ဒုတိယကမှာဒီခွန်ပြိတ်ရဲ့ဇောင်းမှာရှိတယ်၃၄၃အဲ့ဒီ303ဒီသူ့ရဲ့နောက်တဲ့နှစ်မှာအကွက်ရွှေ့ဖြစ်နေကစားမယ်ဒီ3လုံးပေါင်းရင်း404ခါလို့ဖြစ်တဲ့အတွက် ဒီကနေ့ဒီဘက်နှစ်ကိုမကြခင်မှာလေးပရိတ်လို့ခံတယ်ခံပြီးတော့မှသူ့ရဲ့တဝဲကျော်မှာဒီကနေ့ဒီအကွက်ရှိဖြစ်နေကစားတယ်ဟုတ်ပြီဒါဆိုရင်တတိယအကန့်မှာပရိရှိရဲ့ဆောင်းကဒီ၈၄၃ဆိုတဲ့ကနန်းဒီဒီဘက်နှစ်ကိုအကွက်ရွှေ့ဖြစ်နေကစားကျင်တာကစားကျင်တော့ဒီသုံးလုံးပေါင်း၄၄ခါလို့ထည့်တဲ့အတွက်ဒီကနန်းဒီဒီဘက်ကိုအကွက်ရွှေ့ဖြစ်နေကစားမယ်ဆိုရင်ဒီမှာ၄ပရိတ်လို့ခံတယ်ခံပြီးတော့မှသူ့ရဲ့တပွဲကျော်မှာဒါ၄၃ရှိဆိုတဲ့ကနန်းကဒီစိုက်ထဲကနေလေအကွက်ရွှေ့ဖြစ်နေကြိုက်တဲ့မိတ်ဆွေကကစားလို့ရတယ်ဒီတော့ကောင်းတယ် အကွက်ရွှေနဲ့ကစားမယ်ဆိုလေသူကကောင်းတယ်6ပရိတ်ရဲ့ဆောင်ကဒီကနေ့ဒီဒီမှာအကွက်ရွှေနဲ့ကစားတော့မယ့်အချိန်မှာ၄ပရိတ်ပုံသေးသူ့အောက်မှာ၄ပရိတ်၈ပရိတ်လို့ခံထားရအောက်ကိုကစားတယ်ဒုတိယကမ်းမှာခွန်ပရိတ်ရဲ့ဆောင်ကဒီဘက်ကျတော့မယ့်အချိန်မှာ၄ပရိတ်၈ပရိတ်ပြီးတော့၄ပရိတ်ခွန်ပရိတ်ရဲ့အောက်မှာသူကျတယ်ခုတတိယအကမ်းမှာ၈ပရိတ်ရဲ့ဆောင်ကဒီကနေ့လေးဒီအကွက်ရွှေဖြစ်နေကစားတော့မယ်ဆိုရင်ပထမကတ်မှာ၄ပရိတ်၈ပရိတ်ဒုတိယကတ်မှာ၄ပရိတ်၇ပရိတ်အခုတတိယကတ်မှာ၄ပရိတ်၆ပရိတ်ရဲ့အောက်မှာဒါဒီကနန်းလေးရတယ်အခွဲရှိဖြစ်နေ ကစားမယ်ဆိုရင်ဒါ၄၃၈ကြိုက်တဲ့မိတ်ဆွေတွေထူအောင်ကောင်းတာပေါ့နော်အဲ့တော့အခုပြခဲ့တဲ့စနစ်တွေကအကွက်ရွှေ့စနစ်နဲ့စနစ်နဲ့ဆိုရင်၄၃၈ကောင်းတယ်စီကြောတိုင်ပင်စနစ်နဲ့ပေါင်းရင်းအရာကစားမယ်ဆိုရင်၆၈ကုန်တက်ကောင်းတယ်ပေါ့နော်ဒါဟုတ်ပြီဒါထုံးတန်တိုင်းပေါ့နော်ပေါင်းနိုင်ဒီ၂၀ကြာစီလိုက်နဲ့ဥနိုင်ကစားပြမှာပေါ့နော်အဲ့တော့ဒီ၂၀ကြာစီလိုက်မှာဒါပထမဦးဆုံးလိုက်မှာဒါဥနိုင်ကဒီစီလိုက်နဲ့ကနေပြီးတော့ဒီ၄၃၆ဘယ်လိုကြတယ်ပြခဲ့တယ် 435ဘယ်လိုကြရလဲကြခဲ့လေအဒီ449ဆိုတဲ့ကဏ္ဍပတ် လေဘယ်လိုကြမလဲဆိုတာကိုဒါပထမလိုက်မှာဒါ449ဆိုတဲ့ကဏ္ဍကိုဒီ site ထဲကနေပြီးတော့ကစားပြခဲ့တယ်ကစားပြခဲ့တော့အဲ့ဒီ site ထဲမှာဘာပါလာလဲဆိုတော့နော်ဒီ၄ထိပ်ရှင်းပေါင်းကိုရှင်းပေါင်းကိုဒီ၃လုံးကိုဒီလို၉၉ကိုလို့ဖြစ်တာ ਨੇ နှစ်ဥမာ၅ပတိလို့ကစားတယ်ကစားတော့အဲ့ဒီနှစ်ထဲမှာဘူးမတိဘာမတိ893ဆိုတဲ့ကဏ္ဍတစ်ခွက်ကြရတယ်ဒုတိယကတ်မှာလည်း၄ထိပ်ရှင်းပေါင်းကိုရှင်းပေါင်းကိုဒီ၃လုံးပေါင်းရင်၉ဒီ၅လုံး၉ ငါးပရိပြီးတော့လေးပရိလို့ကစားတယ်အဲ့ဒီနှစ်ထဲမှာလဲချစ်ကိုသုံးဆိုတဲ့ကံဘူးမသိဘာမသိလေးတဲကနေလာတယ်တတိယအကမှာလဲအဲ့ဒီလိုပဲလေးထည်ရှေပေါင်းကိုရှေပေါင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဂွားပေါင်းကိုနော်ဒီနှလုံးကိုပေါ့အဲ့လိုဖြစ်ပြီးလာနဲ့ငါးပရိလေးပရိပြီးတဲ့ဒီမှာသုံးပရိလို့ကစားတယ်ကစားတော့အဲ့ဒီနှစ်ထဲမှာဒါဒီနေရာလေးကိုဒါချစ်ကိုသုံးဆိုတဲ့ကံလေးကိုပတ်လေပေါ့ကစားချင်တာပေါ့သူကတော့ဒဲတယ်ပဲကြာအဲ့ဒီတော့ ဒီပထမအကတ်မှာဒီ၈၉၃လို့ကြားရမယ့်အချိန်မှာဘလို့တောက်တင်နေကြမှာလဲသူကကြတော့ပေါင်းရင်းစနစ်ကိုပုံလူကစားတဲ့စနစ်နဲ့ဒီနေရာမှာကစားခြင်းနဲ့ပေါ့ဦးနိုင်ကနော်အဲ့ဒါဒီ၈၉၃ကြားရမယ့်ဆိုရင်ရေးထိတ်နဲ့တိပရိနဲ့ပေါင်းရင်းဒီငါနော်နောက်ပေါင်းနဲ့ထိတ်စီးနဲ့ပေါင်းရင်းဒီကိုနော်ငါကိုထိတ်နဲ့ရှိပေါင်းနဲ့ပေါင်းရင်းဒီနှစ်ငါကိုနှစ်လို့ရတယ်ငါကိုနှစ်ပေါင်းရင်းဒီ၆ကြောင့်ဒီသုံးလုံးပေါင်းရင်းဒီ 6390ခွန်ပေါင်းချင်းဒီ6အောင်လို့သူထည့်ထည့်ပြီးတော့မှသူ့အောင်မှာ693ဆိုပြီးသူကပြဲကြဒါပရမတ်တကျဒုတိယကမှလည်းအဲ့လိုပဲ693လို့ကြားတော့မယ်ဆိုရင်6ထိတ်နဲ့ဗရိတ်9နဲ့ပေါင်းချင်းဒီ9နော်နောက်ပေါင်းနဲ့ထိတ်နဲ့ပေါင်းချင်းဒီ9 9ထိတ်နဲ့ရှိပေါင်းနဲ့ပေါင်းချင်းဒီ2 92လို့ပဲပရမတ်ဖြစ်စဉ်လို့ပဲဖြစ်တယ်92နဲ့ပေါင်းချင်း6ကြောင့်3933လို့ပေါင်းလိုက်တဲ့ရလာဒီလေ6လို့ဖြစ်တယ်ဖြစ်ပြီးတော့မှသူ့အောင်မှာ693လို့ထည့်ကြတယ်ကဲဟုတ်ပြီ ဒါဆိုရင်ဥနယ်တို့ဒီတတိယကပ်မှာထိတ်စီးနေပရိနေပေါင်းရင်ဒီငါလို့သူကစားတယ်။နောက်ပေါင်းနဲ့ထိတ်နေပေါင်းရင်ဒီကိုလို့ကစားတယ်။ထိတ်စီးနေရှိပေါင်းဒီနှစ်လို့ကစားတယ်။ငါကိုနှစ်လို့ပဲပထမအသက်ဒုတိယအသက်ကလို့ပဲသူကစားတယ်။ငါကိုနှစ်လို့ကစားလိုက်တဲ့6ဒီ6ရဲ့ဒီ6ရဲ့ဒီ၄ရဲ့သုံးလုံးပေါင်းရင်လည်း6လို့ပြန်ထည့်ထည့်ပြီးတော့သူ့ရဲ့အောက်မှာဒါ၁63လို့ပဲထည့်ကြမှာလားပတ်လေကြမှာလားနော်ဒါကတနည်းပေါ့အဲ့တော့ပထမဖြစ်စဉ်မှာဒီ ပေါင်းချင်းနေဒီ9ခုနှစ်လို့ထောက်တယ်ဒီသုံးလုံးကလည်း6လို့ထောက်တယ်ထောက်ပြရနဲ့ရှစ်ရယ်ခွန်ရယ်တည့်ရယ်ပေါင်းချင်းဒီ6ဒုတိယကမှာ9ခုနှစ်လို့ပေါင်းချင်းထောက်တယ်ဒီသုံးလုံး6လို့ထောက်တယ်ခွန်ရယ်4ရယ်4ရယ်ပေါင်းချင်းဒီ9နော်တတိယကမှာ9ခုနှစ်လို့ပေါင်းချင်းနေထောက်တယ်ဒီသုံးလုံး6လို့ထောက်တယ်9ရယ်3ရယ်6ရယ်ပေါင်းချင်းဒီ4 6 5 4လို့စီနီယံထည့်လိုက်တော့ခါရမယ်နောက်ပြရမယ်အဲ့တော့ပထမအကတ်မှာခါလဲရတယ်နောက်ပြလဲရတယ်ဗရိတ်ဒီ3ညဒုတိယအကတ်မှာ ခါလဲရတယ်နောက်ပိတ်လဲရတယ်တုံညာပိတ်ပြီးတော့ရှစ်ပိတ်တတိယကတ်မှာခါလဲရပြီးနောက်ပိတ်လဲရပြီးပိတ်ဒီ6ပိတ်ဆိုတော့ဒါပိတ်အပြင်လဲတုံညာရှိ6ဆိုပြီးတော့ခံထားတဲ့အတွက်ကိုဒီနေရာမှာ693ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုအဲ့ဒါဒါလေးက96ခုဖြစ်ရှင်းနေတဲ့ဥနိုင်ကစားပြီးတော့နေရာထိုင်လေးကိုရွေးပြီးထည့်ပြလိုက်မယ်နော်တခြားမလိုအပ်တဲ့စီလိုင်းတွေတောက်တွေမထည့်တော့ဘူးပေါ့နော်ဒီတုံးလုံးပေါင်းချင်း9အဲ့ဒီတုံးလုံး9ကိုဒီတုံးလုံး9လို့ထည့်အဲ့ဒီ9ကိုဒီတုံးလုံး9လို့ပြန်ထည့် အဲ့ဒီငါးကိုဒီနှလုံးငါးလို့ထည့်တယ်အဲ့ဒီငါးကိုဒီသုံးလုံးငါးလို့ပြန်ထည့်တယ်နော်အဲ့တော့ငါးငါးဖြစ်ချင်းဒီသုံးလုံးပေါင်းငါးသုံးလုံးပေါင်းငါးသုံးလုံးပေါင်းငါးနှလုံးငါးသုံးလုံးငါးဆိုငါးဖြစ်ချင်းဒီငါးမျိုးကစားတယ်အဲ့လိုငါးမျိုးကစားတဲ့အခါမှာဒီနေရာမှာငါးပရိတ်ဒီနေရာမှာခွန်ပရိတ်ငါးပရိတ်ခွန်ပရိတ်ဒီပုံဒီပရိတ်ခွန်ကြောင့်နောက်ပေါင်းခွန်လို့သူထည့်တယ်နော်နောက်ပေါင်းခွန်လို့ထည့်တဲ့အခါမှာဒီသုံးလုံးပေါင်းခြင်းသုံးဒီဒီနှလုံးသုံးဆိုတော့ငါးခါလို့ရတယ်နောက်ပေါင်းခွန်ဆိုတော့နှစ်နောက်ပိတ်လို့ရတယ် ငါးခါနှစ်ပိတ်လို့ရတဲ့အခါမှာဒီသုံးလုံးငါးဒီသုံးလုံးငါးဒီသုံးလုံးငါးဒီနှလုံးငါးကြောင့်ဒီသုံးလုံးငါးလို့ဖြစ်မယ်ဆိုတော့အဲ၃ည၅နှစ်တကွက်သေးပဲရတယ်အခြားကဏ္ဍထည့်လို့ကိုမရအောင်နော်ဟုတ်ပြီဒါဆိုရင်ဒုတိယအကငါးပြီးတော့သူကဘာလာလဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းဒီ6ဒီသုံးလုံးပေါင်းခြင်းဒီ6ဒီသုံးလုံးပေါင်းခြင်းဒီ6ဒီနှလုံးပေါင်းဒီ6ဒီသုံးလုံးပေါင်းခြင်းဒီ6လို့ဒီကစားတယ်ဆော့ဖြစ်ချင်းငါးမျိုးကစားတယ်ငါးပရိတ်ပုံတွေရိုက်တယ်ခွန်ပရိတ်ပုံတွေရိုက်တယ်ပရိတ်ခွန်ကြောင့်နောက်ပေါင်းခွန်လို့သူထည့် အဲ့လိုနောက်မောင်းခွန်လို့ထည့်လိုက်တဲ့ခါမှာတိရခွန်ရ6ရ၄ကြောင့်၃ညနဲ့၄နဲ့၄လို့ထည့်တော့နောက်မောင်းခွန်ဆိုတော့53နောက်တွဲအဲ့ဒီအချိန်မှာ၃လုံးပေါင်း6၃လုံးပေါင်း6၃လုံးပေါင်း6နှစ်လုံး6၃လုံးပေါင်း6လို့ကစားတော့ဒါ6 4 3ဆိုတဲ့ကဏ္ဍတဲ့တကွက်သေးပဲရတယ်တခြားကဏ္ဍကိုထည့်လို့မရဘူးပေါ့နော်ကောင်းပြီဒါဆိုရင်ဥနိုင်တို့ကနော်ငါးဖြစ်ချင်းနေလေ ကစားခဲ့တယ်3ည5နှစ်ဒေတာကွက်တွေပဲရတယ်အခု6ဖြစ်ချင်းလည်းကစားတယ်6 4 3ဒေတာကွက်တွေပဲရတယ်ဒါဆိုရင်ဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်းခွန်ဒီနှလုံးခွန်လို့သူထည့်ပြီးပြီထည့်ပြီးတဲ့တော့ဒီ3လုံးပေါင်းချင်းခွန်လို့ဖြစ်မယ်ဆိုတော့ဒါကွာပေါင်း1အဲ့ဒီချိန်မှာသူက9ပရိတ်ခွန်ပရိတ်ပုံတွေကစားတယ်နောက်ပေါင်းချင်းခွန်ဆိုတော့ကွာပေါင်း1နောက်ပေါင်းခွန်ကွာပေါင်း1နောက်ပေါင်းခွန်မှာကွာပေါင်းချင်း1နောက်ပေါင်းချင်းခွန်မှာ ဒီသုံးလုံးပေါင်းရင်9ကြောင့်ဒီနှလုံး9လို့ဖြစ်နေဆိုတော့ဥခနောက်နှလုံးပေါင်းခုန်ဆိုတော့10နောက်ပဲဘွာပေါင်းရင်အပြစ်ဖြစ်ရမှာဆိုတော့ဒါ38ဆိုတဲ့ကနန်းတက်တကွက်သေးပဲရပါတယ်နော်အင်မတန်မကိုစီနီယာကစားကွက်လေးနဲ့ပေါင်းရင်လေးတွေနဲ့ကစားသွားတာကိုပြရတယ်ပေါ့နော်အင်မတန်မကောင်းပါတယ်အဲ့တော့နောက်ထပ်တစ်ခေါက်ပြန်ရှင်းမပြတော့ဘူးဒါနှစ်ခါလောက်ပြန်ကြည့်လိုက်ပေါ့နော်အဲ့တော့ဦးနိုင်ကတော့ဒီမှာအခုနေရာထိုင်ရေးပြီးတဲ့ စနစ်အတိုင်းပဲ398ဆိုတဲ့ဂဏန်းလေးဒဲတကွက်ကိုပဲခုနကထည့်ပေးလိုက်တယ်ပေါ့နော်။ဘွားပေါင်းနှစ်နဲ့ကြိုက်တဲ့မိတ်ဆွေကဘွားပေါင်းနှစ်နဲ့ထိုးပေါ့။ဒါမှမဟုတ်ရင်ကိုကြိုက်တဲ့နေရာအတိုင်းတိုင်းလေးထိုးလိုက်ပေါ့နော်။အဓိကကတော့ဒါဒီဂဏန်းလေးထွက်လာရင်ခုနကတို့ကချက်ပေါက်ဖို့အဓိကပဲပေါ့နော်။148အကြရှိရင်ပြပေးပါလား။အော်ဟို148က တီလေးရှိကအကြတော့ရှိတယ်။နော်တီလေးရှိရဲ့အကြတော့ရှိတယ်။သူကမွေးကနားဆိုင်ဆိုတော့နော်။မွေးကနားဆိုင်ပြောနေဦးများအဲ့ဒါဆိုတီလေးရှိနဲ့ပတ်သက်လို့ဒီဟာလေးပေါ့။တီလေးတီလေးရှိအကြလေးရှိရင်ပြပေးတယ်။ဟိုလိုမျိုးဒီပွဲတော့တီလေးရှိကမတွေ့ဘူးပေါ့နော်။ဒါပေမဲ့မွေးကနားဆိုင်ရှိတယ်။မွေးကနားဆိုင်ကဘယ်လိုလဲဆိုတော့ဥနိုင်ပြပေးမယ်ပေါ့နော်။ဒီနှစ်စွန်းတဲ့ကူနှစ်ပေါ့။အဲ့ဒီနှစ်စွန်းတဲ့ကူနှစ်ရယ်။နော်ဒီသုံးစွန်းတဲ့ကူနှစ်ရယ်။ဒါလေးစွန်းတဲ့ကူနှစ်ရယ်။ငါးစွန်းတဲ့ကူနှစ်ရယ်ပေါ့နော်။အဲ့လိုသွားမှာပေါ့နော်။သွားမှာဆိုတော့ဥနိုင်တော်ကဘယ်လိုကစားချင်တာလဲဆိုတော့ဒီ ဒီဒီတစ်ဆွန်းတဲ့တစ်ဆွန်းတဲ့ဂုဏ်နှစ်ထဲက၄ထိပ်စီနဲ့ကဏ္ဍတစ်ဆွန်းတဲ့ဂုဏ်နှစ်ထဲက၄ထိပ်စီနဲ့ကဏ္ဍ၄၉၆ဆိုတဲ့ကဏ္ဍဒီဒီနှစ်ဆွန်းတဲ့ဂုဏ်နှစ်ထဲမှာငွေကဏ္ဍအဖြစ်နဲ့ထွက်တယ်နော်ဒါတင်းနဲ့နှစ်နဲ့ပြီးသွားပြီအဲ့ရောဒီဒီနှစ်ဆွန်းတဲ့ဂုဏ်နှစ်ထဲက၄ထိပ်စီနဲ့ကဏ္ဍနှစ်ဆွန်းတဲ့ဂုဏ်နှစ်ထဲက၄ထိပ်စီနဲ့ကဏ္ဍ၄၄ခွန်ဒီဒီ၃ဆွန်းတဲ့ဂုဏ်နှစ်မှာမ၄၄ခွန်လို့ပဲသူကကြားတယ်ပေါ့နော်အဲ့တော့တင်းနဲ့နှစ်နဲ့လည်းပြီးပြီနှစ်နဲ့၃နဲ့လည်းပြီးပြီအဲ့တော့ဒီ၃ဆွန်းတဲ့ဂုဏ်နှစ်ထဲကကဏ္ဍ၃ဆွန်းတဲ့ဂုဏ်နှစ်ထဲကကဏ္ဍ၄ထိပ်စီနဲ့ကဏ္ဍဒီ 435ဆိုတဲ့ကဏ္ဍဒီဒီ၄ဆွန်းတဲ့ခုနှစ်ထဲမှာเนาะအဲ့435ဒီ35လေးလို့ကြတာပေါ့เนาะကောင်းပြီဒါဆိုရင်ခုနကတော့ဒီ၄ဆွန်းတဲ့ခုနှစ်ထဲက၄ထိပ်စီးတဲ့ကဏ္ဍဒီ၅ဆွန်းတဲ့ခုနှစ်ထဲကြာမှာဆိုတော့ဒီ၄ဆွန်းတဲ့ခုနှစ်ထဲက၄ထိပ်စီးကဏ္ဍကတကွက်တည်းရှိတာ၄၈၁ဆိုတဲ့ကဏ္ဍတနေ့လုံးမှာ၄ထိပ်စီးဒီဒီတကွက်ပဲရှိတယ်လုံးဝမရှိဘူးပေါ့เนาะ၄ထိပ်စီးမရှိဘူးအဲ့ကြိုက်တယ်ဆိုရင်ဒီ၄ထိပ်စီးတဲ့ကဏ္ဍဒီ၄၈၁ဒီဒီဘက်နှစ်မှာဒီ2025ခုနှစ်ထဲမှာဒါမွေးကဏ္ဍအဖြစ်နေတော့ရှိတယ် အဲ့တော့အခုလေးတရှိလေးရှိရင်ပြပေးပါဆိုတဲ့ဒါဦးနှံရဲ့မိတ်ဆွေကြီးပေါ့နော်အဲ့တော့လေးတရှိကြိုက်တယ်ဆိုရင်အဲ့လိုမွေးကနန်းလေးတော့ရှိတယ်ပေါ့နော်ကြိုက်ရင်ထိုးလိုက်ပေါ့ဦးနှံရဲ့မန်ပါအဖို့ဝင်မိတ်ဆွေတွေလည်းဒီလေးတရှိကြိုက်ရင်ထိုးလိုက်ပေါ့နော်ဒါမန်ပါကတ်သေးတော့မပါဘူးအဲ့တော့အခုဒါမေးတဲ့သူရှိလို့မို့ဒါဒီလိုလေးပေါ့ဝါးနှင်းနဲ့ထိုးလိုက်လေးတရှိရဲ့၈၁၄ဦးနှံဒီလိုလေးရေးပေးလိုက်မယ်နော်ဒါကြိုက်ရင်ထိုးလိုက်ပေါ့နော်ဒါကမန်ပါကတ်ထဲမှာတော့မပါဘူးဝါးပေါင်းနှင်းနဲ့ထိုးလိုက်ပေါ့နော်အဲ့ရမမအဖွဲ့ဝင်တွေ ဒါမမကထဲမှာတော့ဒီကနန်းလေးမပါဘူးပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေဒါထိုးလို့ရအောင်ဒါဒီဟာလေးဒီလိုလေးရေးပစ်လိုက်တာထိုးလိုက်ကြပေါ့နော်ဥနိုင်ကိုအမြဲအားပေးနေတဲ့ဥနိုင်ရဲ့မိတ်ဆွေတွေလည်းအခုဥနိုင်ပြတဲ့လိုက်ထဲကနေပြီးတော့ကိုကြိုက်တဲ့ကနန်းလေးတွေဆိုရင်ပတ်လေထိုးလိုက်ကြပေါ့ဗျာနော်ပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါဥနိုင်တို့၄၆၆ဒီပဲဦးနိုင်ကပြခဲ့တာသို့တော့6ပြိမ့်မထွက်သေးတဲ့အတွက်ပတ်လည်ထိုးတဲ့မိတ်ဆွေတွေကတော့ဒါ28ရောက်တော့ပေါက်တာပေါ့ဗျာပတ်လည်မထိုးတဲ့ မိတ်ဆွေတွေကတော့ဥနံရဲ့မမ္မာဖုံးဝင်မိတ်ဆွေတွေတော့အကုန်လုံးကတွတ်လေးပြဖြစ်ကုန်တာပေါ့ဗျာအဲ့ဒီတမ်းမှာနှစ်မျိုးကြာကောင်းတယ်ပေါ့ကနန်းလေးသုံးခေါက်တဲ့ကိုပတ်လေထိုးရမယ့်ဟာကိုမထိုးပြလိုက်ကြပြော့ကောနော်အဲ့ဒါကြောင့်အခုဒီအခုပြခဲ့တဲ့ရှစ်ကိုတုံးဆိုရင်လေသူရှစ်ကိုတုံးဒဲကြတဲ့စနစ်လည်းရှိတယ်အခု၃ကိုရှိကြရမယ့်စနစ်လည်းရှိတယ်ဘွာပေါင်းနှစ်နဲ့ကြရမယ့်စနစ်လည်းရှိတယ်ဆိုတော့အခုကို၄ခွဲလောက်ဖြစ်နေပြီနော်ကဲမင်္ဂလာပါဥနံနဲ့အာမင်္ဂလာပါဗျာကဲအားလုံးပဲနဲ့မိတ်ဆွေတွေတက်ရှိကြမှာကျန်းသာကြပါလေ 2025ခုနှစ်ကျန်းအခြေအနေများပါလဲဥနဲ့နဲ့အတူတူတန်တူလို့အကျိုးပေးပါစေလို့ဆုတောင်းရင်းနဲ့ဒါဥနဲ့ရဲ့ဒီလိုက်ကလေးကို